syphilis နဲ့ကျွန်တော်တို့ chlamydia ဆိုတဲ့ယောဂနှမျိုးပေါ့နော်အကာအကွယ်မဲ့လိန်ဆက်ဆံတာအတစဉ်ကူးနိုင်တဲ့ဒီယောဂနှမျိုးလုံးကိုဆေးတောက်လို့ပြောင်းနိုင်မလားဆိုတဲ့မေးခွန်းပေါ့နော်အဲ့တော့ဒီနှစ်ခုလုံးက bacteria ပိုးကြောင့်ဖြစ်တာပါအဲ့တော့ကျွန်တော်တို့ antibiotic တောက်ရင်ပျောက်ပါတယ်အထူးသဖြင့်တော့ဒီနှစ်ခုလုံးမှာဆိုရင် syphilis ကိုကျွန်တော်တို့က penicillin ကိုအဓိကဦးစားပေးပြီးထိုးတယ်အဲ့တော့ penicillin မတည့်တဲ့လူတွေဆိုရင်တော့ doxycycline လို့ဆေးမျိုးပေါ့နော်အော်သူ့ရဲ့အခြေအနေပေါ်မူတည်ပြီးတော့14ရက်ဖြစ်စေ9ရက်ဖြစ်စေ တလားဖြစ်စီပေါ့နော်အဲ့လိုတိုင်းတည်းရှိပါတယ်အဲ့တော့ syphilis ကတော့ပျောက်တယ်ပေါ့နော် chlamydia ရောပျောက်လာလို့မြင် chlamydia လည်း doxycycline လို့ဆေးမျိုးဒါမှမဟုတ်လည်းကျွန်တော် azithromycin လို့ဆေးမျိုးလေးတွေပေါ့နော်ဒီလိုဆေးမျိုးလေးတွေတောင်းရင်ပျောက်ပါတယ်နော်ဒါပေမဲ့ဆရာဝန်နဲ့တိကျတိုင်းပြနေချင်းတယ်ဆေးတောက်ပြီးတော့ကုသလို့ပျောက်ကင်းပြီးတဲ့အချိန်ကနေအနည်းဆုံး900လောက် sexual exposure ပေါ့နော်အကာအကွယ်မဲ့လိင်ဆက်ဆံတာမျိုးကိုရှောင်ကျင်ဖို့အတွက်ကိုအကြံပြုချင်တယ်ဒါအပြင်ကိုဒီလိုယောဂမျိုးတွေဟာ ကိုယ့်ရဲ့လိင်ဆက်ဆံဘက်ပါတနာမှာရှိနေနိုင်တာဖြစ်တဲ့အတွက်ကုတဲ့အခါမှာနှစ်ယောက်လုံးတပြိုင်တည်းကုမှပျောက်တာပါဒါမှမဟုတ်ရင်ကိုကကုလိုက်ကိုယ့်ရဲ့ပါတနာကြီးကပြန်ကုလိုက်ပါတနာကကုလိုက်ကိုယ့်စီကပြန်ကုလိုက်နဲ့လုံးတဲ့ channel line နေပါလိမ့်မယ်အကျိုးရှိလိမ့်မယ်လို့ပြောလင်ပါတယ်ကျေးဇူးတင်ပါတယ်